ီနေ့ရှိုးစွာထွပေါ်လာတဲ့သတင်းတွေကြောင့်တနိုင်ကန်လုံးကပြည်သူတွေကအင်မတန်မှထိတ်လန့်သွားခဲ့ကြရပါပြီ။မိဘပြည်သူများခင်ဗျဒီကနေ့မှာတော့စစ်ကောင်စီဟာရခိုင်တပ်တော် EE ရဲ့ဗိုလ်ချုပ်ကြီးဖြစ်တဲ့ထွန်းမြတ်နိုင်ကိုတရုတ်ကိုကူညီတောင်းပြီးတော့ဖမ်းခိုင်းလိုက်တဲ့သတင်းအွန်လိုင်းပေါ်မှာအကြီးအကျယ်ကိုတက်လာနေရပါဗျ။ AA က2026မူခင်မှာဒါကြောက်ဖြူမျိုးကို အပီးတိုင်ရအောင်လုပ်ပြီးတော့ဒီကြောက်ဖြူမျိုးမှာရှိတဲ့စီးပွားရေးစီမံကိန်းရုပ်ရစီးပွားရေးစီမံကိန်းရဲ့အကျိုးမြတ်တွေကိုသူတို့လက်ထက်ရအောင်လုပ်မယ်ဆိုရက်တရင်တွေထွက်ပေါ်လာပြီးတော့မှမကြဘူးအခုမင်းအောင်လိုက်တို့ကမနိုင်တော့လို့တရုတ်ကိုပေါ်ပြန်သွမ်းမာတာဖြစ်ပြီးတော့ တရုတ်ကိုအကူအညီတောင်းပြီးတရုတ်ပြည်နယ်မှာခဏခဏသွားရောက်ခုလုံနေထိုင်တဲ့ရခိုင်တပ်တော် AA ရဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုဒါတရုတ်စစ်တပ်အနေနဲ့တရုတ်အစိုးရအနေနဲ့ဖမ်းဆီးပေးဖို့အတွက်မြောင်းနိုင်ငံတို့ကတောင်းဆိုလိုက်တာမှာတရုတ်ဘက်ကလည်းသဘောတူညီလိုက်ကြောင်းသတင်းတွေထွက်ပေါ်လာနေတာပါဒါကသမယိုးချကိစ္စဆိုပေမဲ့လည်းအင်တာမှာထိတ်လန့်မှုကောင်းတဲ့အရာဖြစ်ပါတယ်ကျွန်တော်တို့တာရကတွေရှိမှလည်းအများကြီးပဲ MNDA DLNA เนาะအစရှိတိပြတိုင်းသားလက်နဲ့ကင်တွေတချို့ပေါ့ဗျာဒါမျိုးစစ်မမှန်တဲ့တိုင်းသားလက်နဲ့ကင်တချို့ဟာဆွင်လဲပဲဒီရုပ်ရင်စကားတစ်ခုနဲ့သူတို့အသက်နဲ့တွင်းနေ PDF တွေเนาะအသက်နဲ့တွင်းနေပြီးဆက်ပြီးရယူထားရင်းနေတွေကိုအကုန်လုံးသူအလိုလိုနေရင်စစ်မတိုက်ပဲနဲ့တိုက်เสียမလို့ပဲနဲ့မြောင်းနိုင်တို့ကဒီရုပ်ကူကြီးနဲ့ပြန်ရသွားတာမျိုးရှိတယ်ဆိုတော့အခုမြောင်းနိုင်တို့ကထပ်မံချမ်းပြန်ပြီအမတမ်းအန္တရာယ်များတယ်ဗျာเนาะအခုကဘလောက်တိတိအန္တရာယ်များတယ်လေဆိုရင် ရခိုင်တပ်တော် AA ရဲ့เนาะဟိုအကုန်လုံးတင်းထားပြီးတဲ့နေရာတွေဖြစ်တဲ့ရခိုင်တပြည်လုံးလေးပါဗျာအကုန်လုံးတင်းရမှာကြောင့်ဘုံချဲတပ်ဖို့မြင်းနေရာပြန်ရပြီးရောဆိုရင်နေထားမြို့နဲ့လုံးဖို့အတွက်ကျန်းယူနေပြန်ပြီဒါအပြေကိုမှရခိုင်တပ်တော် AA ရဲ့ဘုံချုပ်ချီထုံးမြတ်နိုင်ကိုလည်းဖန်ဆင်းဖို့အတွက်တရုတ်ကိုအကူအညီတောင်းလိုက်တာဖြစ်တဲ့အတွက်တော်တော်လေးကိုပွဲစုနေပြီးတော့ဒါဟိုင်အင်မတန်မှရခိုင်တပ်တော် AA နဲ့လည်းတည်ထားရမယ့်အရာဖြစ်ပါတယ်